အားလုံးပဲမင်္ဂလာပါခင်ဗျာမနာလောကဇလံများစီစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဇန်နဝါရီနေ့ညတင်ဆက်ပေးသွားမယ့်ဇလံကတိကတော့အမွေးကလေးကအမတ်နဲ့မွေးဖွားလာပြီးအရှိဘဝကခင်မောဖြစ်သူနဲ့မိသားစုကိုလွမ်းဆိုတရားလို့ခဏခဏပြန်ရင်ကြောင့်တဖွားဖွားပြောလို့ရှိရဲ့အသက်ချောင်းနဲ့အရွယ်လူဝင်စားမှလေးကြီးကြီးရဲ့အကြောင်းကိုဇယမောင်မတ်ညိုချောင်းကပြန်လဲဖွင့်ရခါရေးသားထားတဲ့ လူဝင်သားမလေးជីကြီးဆိုတဲ့ဖြည့်ရမဇလန်းလေးပဲဖြစ်ပါရယ်ခင်ဗျာဇလန်းလေးမစတင်ခင်မှာညာစီညာတိုင်းဗရာလောကဇလန်းကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားပြီးတော့ဗီဒီယိုအသစ်တင်နိုင်သိနိုင်ဖို့ဘေးနားက notification ခေါင်းဆောင်လေးကိုလည်းနှိပ်ထားပေးကြဖို့မြစ်တာရက်ခံခြင်းပါတယ်ဒါဆိုရင်တော့ကျွန်တော်နဲ့အတူတူဇလန်းလေးကိုဆက်လက်နားဆင်ကြရအောင်ခင်ဗျာ ကျိုက်ထူမျိုးမြောက်ပိုင်းကံဥပိုင်းမှာတော့ဥစိန်မောင်ဒေါ်သိန်းရွှေဆိုတဲ့ဇနီးမောင်နဲ့နှယောက်ရှိပါတယ်။အသူတို့မှာတမီးလေးတယောက်လည်းရှိပါတယ်။အတမီးလေးရဲ့နာမည်ကတော့ကြည်ကြီးတယ်။ဥစိန်မောင်တို့ဇနီးမောင်နဲ့နှယောက်စလုံးကတော့တမီးကလေးကြည်ကြီးကိုလူဝင်စားမလေးလို့ယုံကြည်ကြတယ်။အဲဘာကြောင့်လဲဆိုတော့ကြည်ကြီးရဲ့ညာဘက်လက်ပြန်အတွင်းဘက်မှာကျဲတကောင်ပြန်နေတဲ့ပုံတဲ့အမှန်မဲတခုကမွေးကလေးကပါလာလို့ပါ။မြန်မာလူမျိုးတွေကချစ်သူခင်သူတွေ၊ကွယ်လွန်သွားတဲ့အခါမျိုးတွေမှာ အဆွေမျိုးတွေထဲမှာပြန်ပြီးလူဝင်စားဖြစ်ပါသည်။နောက်ဘဝမှာပြန်ပြီးဆုံတွေ့ပြရစီလို့ဆူတောင်းတတ်ကြတယ်။အဲဒီလိုဆုံတွေ့တဲ့အခါမှတ်မိအောင်လို့ဆိုပြီးတော့အမတ်သားတို့ခုခုပြုလုပ်ပေးလိုက်လို့ရှိပါတယ်။အဲလိုပြုလုပ်တဲ့အခါလေအလွဲတကူမြင်နိုင်တွေ့နိုင်တဲ့နေရာမှာပြုလုပ်ကြတယ်။အများအားဖြင့်တော့တင်ကြီးသားအမတ်အသားတွေကိုလက်နယ်ခြေလောက်တွေမှာပြုလုပ်ပေးတတ်တယ်။အမျက်နှာပြင်မှာတော့မှတ်သားရတွေကိုရှောင်ပါတယ်။အဘကြောင့်လဲဆိုတော့နောက်ဘဝလူဝင်စားဖြစ်လာရင်မျက်နှာပေါ်မှာအမတ်ကြီးနေဆိုတော့အကြီးရဆိုးမှာ အယုဆိုးပန်းသူဖြစ်မှာကိုစိုးရိမ်လို့ဖြစ်ပါတယ်။အတိတ်ဘဝကဥပ္ပစ္စယကံဖြစ်တဲ့ဒုဒ္ဒါတနတ်တင်နဲ့သေဆုံးပြီးတော့ညဘဝပြန်ရောက်လာတဲ့လူဝင်စားအချို့ကတော့အတိတ်ဘဝကသူတို့ရဲ့ခန္ဓာကိုယ်မှာရခဲ့တဲ့ဓာရညာတနတ်ဒဏ်ရာတွေက ယခုဘဝမှာလည်းနေရာမလွဲပဲနဲ့တထထဲပါလာတာကိုအံဩစရာကောင်းအောင်တွေ့မြင်ကြရပါတယ်။ အခုလေလက်ပြန်မှာကြက်ပြန်နေတဲ့ပုံအမတ်သားပါလာလို့လူဝင်စားအဖြစ်သတ်မှတ်ခံထားရတဲ့ជីကြီးဟာစကားလေးတွေတွတိတွတာပြောတတ်တဲ့အချိန်မှာတော့ပိုပြီးတော့တိတာလာခဲ့ပါတယ်အယွန်းနဲ့မလိုက်တဲ့စကားကြီးစကားကြီးတွေပြောတယ်အကလေးတို့ပြောနေကြဆိုနေကြမဟုတ်တယ်ထူးထူးဆန်းဆန်းစကားတွေပြောတယ်အဲဒါကြောင့်မို့ជីကြီးကိုလူကြီးသေးလို့ဝင်စားလာတာဖြစ်မယ်လို့ခံမှန်းကြပြန်တယ်အဲလူဝင်စားမှလေជីကြီးမှထူးခြားတဲ့ဇယိုက်တဘာဝလည်းရှိသေးတယ်အဲ့ဒါကတော့ဒေါသကြီးရဲ့စိတ်ကြီးရဲ့ဇယိုက်ပါ ။ဘယ်နုစုအရွယ်ကလေးကအလိုမကျလို့မူရင်အတက်သွားတဲ့အထိငိုတက်တယ်။အလေးပဲသွားတဲ့အရွယ်လမ်းစားလျှောက်တဲ့အရွယ်ရောက်လာတော့လေအလိုချင်တာဆိုရင်ရမှအသူလိုတာမရရင်အတင်းလူယူတာအပြစ်စီးဖြစ်တာတွေလည်းလုပ်တယ်။အဲဒီလိုမှမလုံလိုက်ရရင် သူ့လက်သူကိုတွားရကြီးအကွင်းလိုက်ပေါ်ဟာကြိုက်ပြစ်တော့တာပဲ။အနောက်ပြီးတော့ယောက်ျားလေးမိန်းကလေးအကြီးသူရွယ်သူဘရုကိုမှမကြောက်တဲ့လမ်းနေဆိုတာမရှိဘူး။အဲတူဖက်ပြန်ခဲ့တာအကြီးပဲ။ အတခါကအเจ้าမှာယောက်ျားလေးတစ်ယောက်နဲ့ရံဖြစ်တယ်။အကြီးကြီးကအเจ้าတင်ပုံနဲ့ခုတ်ပြီးလို့ကောင်းလေးထိပ်ပေါက်ကောင်းွယ်ဖြစ်သွားပါလေ။ဦးစိန်မောင်တို့လင်မယားခမားအเจ้าဟိုကြီးစီကိုပြေးပြီးတော့တောင်းမရ။အเจ้าသားမိဘအိမ်ပြေးပြီးတော့တောင်းမရနဲ့ဗျာများခဲ့ရတာပေါ့။တခါကလည်းအเจ้าကဈေးဆိုင်မှာစနေမခင်မဟုတ်ဝယ်စားတယ်။အဈေးတဲ့အတော်ကြီးကပတ်စံမပေးရသေးဘူးလို့ပြောတယ်။အကြီးကြီးကတော့ပတ်စံပေးပြီးပြီလို့ပြောတယ်။အဈေးတဲ့အတော်ကြီးကជីကြီးကိုအထက်စီးကဖိပြီးတော့ပြောတယ်။ အကြီးကြီးကဘာမပြောညာမပြောအမုံလေးတဲ့ဓာတ်ကိုဆက်ခနဲ့ကောက်ကန်လိုက်တယ်အလက်ထဲဓာတ်ရောက်တာနဲ့ဆယ်နှမကင်းတပကံလုံးကိုဓာတ်နဲ့ထိုးစွာခြေမှားပြစ်လိုက်တယ်ဦးစိန်မန်းတို့လင်မယားကမြမုတ်တဲ့ကိုတောင်းပန်ပြီးအယောပေးလိုက်ရပြန်တယ်အဒီတို့ဒီတို့အပြည့်အပြည့်တွေခဏခဏဖြစ်တော့အကြီးကြီးနမီတွေထက်ရပြန်တယ်အစွာဒီလမ်းမအာဇာနီမာတယ်အတနေ့ကြီးကြီးเจ้าကပြုတ်သွားတယ်ဇေယဆရာမတွေကကြီးကြီးမိဘတွေကိုအကြောင်းကြားပါတယ် ိမ်မှာတော့ဥစိန်မောင်ကမရှိပါဘူးအဲဒေါ်သိန်းရွှေစိုးရင်တကြီးနဲ့အเจ้าကိုပြေးသွားတယ်အစရာစရာမတွေနဲ့အတူလိုက်ရှာကြတယ်အဲကျိုက်တို့မိရာဘုဒ္ဓယုံထဲမှာជីជីကိုတွေ့ပါတယ်အဲ့ဒီအချိန်မှာမောလညာယထာကတော့ဝင်လာတယ်ជីជីဟာယထာဘောကဆင်းလာတဲ့လူတွေကြားတိုးဝှေးလို့နေတယ်အပြီးတော့မိရာဌာနဝတ်စုံဖြစ်တဲ့အင်ဂျီအဖျူအပေါင်းမီနတ်ပြဝတ်ထားသူတွေရဲ့မျက်နှာကိုမော့ကြည့်နေအជីជីဘာတွေရှောက်လို့နေတာလဲဘယ်သူမှနားမလဲကြပါဘူးအဲဒါကြောင့်ပဲမေးကြည့်လိုက်တယ် အတမီတမီဘာတွေရှောက်လုပ်နေတာလဲဘူတာကိုဘာလို့ပို့သွားတာလဲတမီတမီယောက်ျားကိုလာရှာတာအဲချောင်းနေရွယ်ကြီးကြီးအဖြစ်ကြောင့်အားလုံးကအံ့အားသင့်သွားကြတယ်။ဘာရင်ဘာရင်တမီဘာပြောတာလဲတေချောင်းတို့ထမေးကြပါတယ်။တမီယောက်ျားကယထာလက်မဆစ်လေးဒီယထာနဲ့အမြင်လိုက်နေကြဒါကြောင့်လာရှာတာပါ။ငယ်ငယ်ကလေးကလူဝင်စားလို့ယုံကြည်လက်ခံထားတာဖြစ်လို့အကြီးကြီးကိုမဆူမငောက်ဖယ်ဆက်ပြီးတော့မေးကြည့်ကြတယ် ။ဥပဘဝကသမီးယောက်ျားရဲ့နမည်ကဘာလို့လဲလဲ။အကြီးကြီးကလည်းမဆိုင်မတော်ရဲရဲတင်းတင်းနဲ့ပြန်ဖြည့်တယ်။ကိုကိုကိုညွတ်တင်မှာမြေထားလက်မဆစ်ဆိုတာဟုတ်လား။ဟုတ်တယ်သမီးသူ့ကိုတတိရတယ်။နောက်ပြီးသမီးလေးနှစ်ယောက်ကိုလည်းတတိရတယ်။အငယ်လေးရဲ့ခြေထောက်မှာဆိုရင်ရင်နွေးပူတွေလောင်ထားတယ်မပြောက်သေးဘူး။ရင်နွေးပူကဘာလို့လောင်တာလဲသမီးရဲ့။တဘူးကိုသွားဆွဲတာလေတဘူးမောက်ပြီးတော့ရင်းနှီးပူလောင်တာအဲတမီးလေးတွေရဲ့နာမည်ကိုရောမှတ်မိလား အကြီးကြီးတယောက်ငင်းကြီးလေးဖြစ်သွားတယ်။မျက်နှာလေးကြုံပြီးတော့စဉ်းစားနေပါတယ်။ပြီးတော့ခေါင်းလေးခါရမ်းပြီးပြောတယ်။တမီးမမတ်မိဘူး။အရင်ကတမီးတို့ဘယ်မြို့မှနေတာလဲ။အလူကြီးတွေကထံမီးကြည့်ပါတယ်။အဒီမီးကုန်းလည်းကြီးကြီးမဖြစ်နိုင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ကြီးကြီးလူဝင်စားဆိုတာကိုရက်ွက်ထဲမှာတော့လူပြောသူပြောများလာတယ်။အကြီးကြီးရဲ့အတိတ်ဘဝအကြောင်းတွေကိုဘယ်ချိန်မိမိဘသူကမိမိကြီးကြီးကတော့ဒီအတိုင်းပဲပြောတယ် အတည့်ရမှာတော့ဥစိန်မောင်ကြိုက်ထူဘူတာကိုရောက်သွားပါတယ်။အဘူတာကဝါရင်လက်မဆစ်တရက်ကိုမိကြည့်တယ်။ဟိုဟိုးတော်ကဥညွတ်တင်ဆိုတဲ့မိထားလက်မဆစ်တရက်ကိုကြားဘူးတွေ့ဘူးလားဗျ။အလုံးငယ်တဲ့၅နှစ်ကျော်၆နှစ်9နှစ်လောက်ကပါဗျာ။အဲရှိတယ်ဗျ။အမိထားလက်မဆစ်တွေထဲမှာကိုညွတ်တင်ဆိုတဲ့နာမည်နဲ့၂ယောက်၃ယောက်လောက်တော့ဟိုးတော်ကတွေ့ဘူးတယ်။အခုတော့တယောက်မှမတွေ့တော့ဘူး။နေပြောင်းသွားကြတာလား။အလုတ်ကထွက်သွားကြတာလားတော့မသိဘူးဗျ။ ဦးစိန်မောင်ကလည်းသူသမီးကြည်ကြည်ပြောတာဖြစ်နိုင်တယ်လို့ကောက်ချက်ချလိုက်တယ်။အဲသူဆုံးတဲ့သိရှိတဲ့အကြောင်းကိုလည်းဇနီးဖြစ်သူဒေါ်သိန်းရွှေကိုပြောပြလိုက်တယ်။အကြောင်းဆုံးလာရင်သူအချိန်တန်လာရင်တော့လူဝင်သားကြည်ကြည်တယောက်သူ့ရဲ့အတိတ်ဘဝကိုပြပြပြမြင်တတိယလာနိုင်တယ်လို့လည်းတွေးထားကြတယ်။အဲသူတို့တွေးထားတဲ့အတိုင်းပါပဲ။နှင်းပလဲကိုသွားကျင်တယ်။နှင်းပလဲကိုလိုက်ဖို့ပဲ။အထင်မဲ့မထားတဲ့နေ့တစ်နေ့မှာကြည်ကြည်တယောက်ကြည်ကြပါလေ။အကြည်ကြည်ပြောတဲ့စကားတွေကဘသူမှမျှော်လင့်မထားတဲ့စကား။ ညင်မလေးမျိုးလေးကလူဝင်စားမှလေးကြီးကြီးရဲ့အတိတ်ဘဝတစိတ်တစ်ပိုင်းနဲ့ပတ်သက်နေလိမ့်မယ်လို့ယူဆမိကြတယ်။အဲဒါပေမဲ့ဘာတွေဆက်ပြောမလဲဆိုတာသိကျင်တာကြောင့်ကြီးကြီးပြောတာကိုမတိကျိုးကြုံပြုနေလိုက်ကြတယ်။အလူဝင်စားတွေရဲ့တဘာဝကအရန်ထူးဆန်းနေ။အဲနားလေတိုင်းမို့လဲအင်မတန်ခက်ခဲတယ်။အတိတ်ဘဝဖြစ်စဉ်တွေကိုလည်းအမြဲတမ်းသတိရနေတာမဟုတ်ဘူး။မမျော်လင့်တဲ့အချိန်မထင်မှတ်တဲ့အချိန်ကြမှာသတိရတတ်တယ်။သတိရတဲ့အခါမှာလည်းအဲ့ဒီအကြောင်းကိုပဲ ။မဇူးဇူးဒီဇိုင်းမမတ်ပြောဆိုနေလိမ့်ရှိ။အခုလဲជីជីကဘာကိုတရိရတာလဲမသိဘူး။နင်းမလဲကိုလိုက်ဖို့ဖို့ပဲတန်ကိုရန်ငိုပြီးជីကြရဲ။နှစ်ရက်လောက်ကြာတဲ့အခါမှာတော့ဦးစိန်မောင်နဲ့ဒေါ်သွင်းရှီတို့ကအជីជីကိုနင်းမလဲလိုက်ဖို့ဖို့ဆုံးပြလိုက်ကြတယ်။နင်းမလဲကိုဘာနဲ့သွားမှလဲသမီးရဲ့။မိရထားနဲ့သွားမယ်။ဟိုရောက်ရင်ရောဘယ်ကိုဆက်သွားမှလဲ။အជីជីတရားတစ်ချက်ငိန်သွားပါတယ်။အစင်းစားတယ်ခဏအကြာမှာတော့သမီးတို့အိမ်ရှိတယ်အဲ့ဒီကိုသွားမယ်လို့ပြောတယ် ။အနောက်တနေ့နေ့မှာပဲဥစိန်မောင်ဒေါ်သိန်းရွှေနဲ့ជីကြီးတို့မိသားစုတို့ရောအကြိုက်သူကနေရထားနဲ့ထွက်လာခဲ့ပါတယ်။နေ့လေကင်းလာမှာတော့နှင်းပလဲဘူတာကိုရောက်တယ်။ဘူတာကိုရထားဆိုင်တန်းနဲ့ជីကြီးကပြေးဆင်းသွားတယ်။ဥစိန်မောင်တို့လည်းမရလဲជីကြီးနောက်ကလိုက်ရတာပေါ့။အជីကြီးကဘူတာကိုဖြတ်ပြီးတော့အမီရဟဝန်န်းနေနေတဲ့နေတန်းလျားလေးစီရကိုခက်သက်သက်သွားတယ်။အိမ်တိန်ရှိကိုရောက်တော့ရက်ပြီးတော့အကြာကြီးစိုက်ကြည့်နေပါတယ်။အစကြီးနေရင်ကជីကြီးမျက်လုံးထဲမှာတော့ မျက်ရည်တွေကတလိမ့်လိမ့်နေစင်ကြလာပြီတဟင်းဟင်းငိုဆိုင်တန်လေးထွက်လာပါလေအခဏနေတော့ငိုတန်ကြီးနဲ့အိမ်ထဲကိုလှမ်းခေါ်တယ်ကိုညို့ကိုညို့ကိုညို့အငိုဒန်နဲ့ထက်တလဲလဲခေါ်နေတဲ့ကြည်ကြီးရဲ့အတန်ဆူဆူလေးကပဝန်းကျင်ကိုဖုံးလွှမ်းနေတယ်။ဘူးစိန်မောင်တို့လင်မယားကတော့ဘာမှဝင်မပြောဘဲအကြည်ကြီးအပြုတ်မှုတွေကိုသာစောင့်ကြည့်နေကြတယ်။အခဏအကြာမှာတော့အတန်50ကျော်အရွယ်မိမကြီးတယောက်ရောက်လာတယ်။ဟိုဘယ်သူနဲ့တွေ့ကျင်လို့ပါလဲ။ လို့မေးအကြီးကြီးကလာမေးရဲ့မိမကြီးကိုတွေ့ရတယ်ငိုချိုင်းနေရာကနေချက်ချင်းမျက်နှာလေးဝင်းပွားသွားတယ်အဝမ်းသာအားရနဲ့ခေါ်လိုက်တယ်မနီမနီနင်မနီမဟုတ်လားငါးနှစ်ချောင်းနဲ့အရွယ်ကလေးမလေးကတငယ်ချင်းအရင်လိုခင်ခင်မမေခေါ်နေတာကြောင့်မိမကြီးအံ့ဩသွားပါတယ်အကြီးကြီးကိုရောဦးစိန်မောင်တို့လင်မယားကိုရောနားမလည်နိုင်တဲ့အကြီးတွေနဲ့ကြည့်နေတယ်မနီနင်ငါကိုမမတ်မိဘူးလားငါတိတ်တယ်မလေးဘာတိတ်တယ်မအမိမကြီးနန့်သွားတယ် အမျက်လုံးတွေလည်းပြူးကျဲသွားတယ်။မယုံနိုင်ရင်းတွေနဲ့လည်းတန်တော်ဖြစ်နေတယ်။နင်နင်နင်ကတကယ်သိမ့်ကင်မလား။မိမကြီးရဲ့နှုတ်ကစကားတွေထွတ်ထွတ်ငေါငေါနဲ့ထွက်လာပါတယ်။ဟုတ်တယ်လီငါသိမ့်ကင်မလီ။အကြီးကြီးကဝမ်းသာအားရနဲ့မိမကြီးရဲ့လက်ကိုဆွဲကန်နှုတ်ယမ်းပြီးပြောနေတယ်။အလူဝင်သားမလေးကြီးကြီးရဲ့ထူးခြားစမ်းချက်ဖြစ်ရပါ။မိမကြီးရဲ့နာမည်ကအမှန်တကယ်ပဲဒေါ်နီဖြစ်နေတယ်။အကြီးကြီးဟာအတိတ်ဘဝကခင်ခဲ့တဲ့ဒေါ်နီကိုမလိုလို့ပြီးတော့အမှတ်မိနိုင်တာလေ။ ဒါကတော့သဘာဝတရားရဲ့လှုပ်ဝှက်ချက်တစ်ခုဖြစ်ပါလိမ့်မယ်။ဘယ်သူမှပြောနိုင်မှာမဟုတ်ပါဘူး။ဦးစိန်မောင်ကဒေါ်နီကိုလူဝင်စားကြည့်ကြည့်အကြောင်းရှင်းပြရင်အညာဘက်လက်ပြန်မှာချက်ပြန်နေတဲ့ပုံတံအမှန်မဲပါတာကိုလည်းပြောပြရင်ဦးညွန့်တင်ကသူ့မိမကိုတိတ်ချစ်တာလေ။အဲဒါကြောင့်လူဝင်စားရင် သိရအောင်လို့ဆိုပြီးတော့ညာဘက်လက်ပြန်မှာချက်ပြန်နေတဲ့ပုံတံအမှန်အသာရေးဆွဲပြလိုက်တာ။အဲဒီအမှတ်ကတကယ်ပါလာတာဘူး။ ။ဗီဒိုနီယာကြည်ကြည်လက်ပြန်ကအမတ်ကိုကြည့်ရင်းနဲ့အံ့ဩမဆုံးဖြစ်နေတယ်။အဲဒေါ်နီပြောပြလို့အငယ်မလေးရဲ့ချက်လောက်ကရင်းနှီးပူလောင်တဲ့ဒဏ်ရာတွေပျောက်ပြင်းသွားတဲ့အကြောင်းနဲ့အချက်လောက်မှာအမရွတ်တွေကြံနေတဲ့အကြောင်းသိနေတယ်။မသိနေဆုံးသွားတော့ကိုညွတ်မောင်စိတ်လေသွားတယ်။အရက်တွေတောက်တယ်။ပြန်နောက်တော့အလုတ်ကထွက်သွားတယ်။သမီးလေးနှစ်ယောက်ကိုခေါ်ပြီးတော့သူမိဘအဆွေမျိုးတွေရှိရအညာကိုပြန်သွားတယ်။အဲ့ဒီအချိန်ကစပြီးကိုညွန့်တဲ့အကြောင်းကိုဘာတဲ့င်းမှမကြားရတော့ဘူး။ ။ဒေါနီရဲ့စကားကိုကြားတော့ជីជីတယောက်ငိုင်ကြတော့တယ်။ Yes လိုက်တော့ကျွန်မပြန်လာတော့ကိုတော့မဆောင်တော့ဘူး။အဲ့ဒီလူကြီးပြောရှာတယ်။ပြောရင်းနဲ့လည်းငိုနေပါတယ်။ဒေါနီကဥစိန်မောင်တို့မိသားစုကိုသူ့အိမ်ခေါ်သွားတယ်။အဲသူနဲ့အတူတွဲရိုက်ထားတဲ့ဒေါ်ဒိန်တင်ရဲ့ပုံကိုပြတယ်။ဘဘဘွားကတော်တိန်တရဲ့ဘဝယခုဘဝမှာတော့လူဝင်သားဖြစ်လာတဲ့ជីជីနဲ့တော်တော်ကြီးတူနေတာကိုတွေ့ကြရတယ်။အဲဒေါနီတရင်ပေးလိုက်လို့ဟိုဘဘွားက ဒေါ်သိန်းနေနဲ့ခင်မင်ခဲ့ကြသူတွေကလည်းជីကြီးကိုလာကြည့်ကြတယ်။ဒေါ်သိန်းနေနဲ့တရုတ်ထဲဖြစ်နေတဲ့ជីကြီးကိုတွေ့တော့အံ့ဩကြပါတယ်။အထူးသဖြင့်သူတို့အားလုံးလိုလိုကကိုညွန့်တင်ကကြက်ပြန်နေတဲ့ပုံတရအမတ်လေးရေးဆွဲပေးလိုက်တာကိုသိကြတယ်လေ။အဲဒါကြောင့်ပဲជីကြီးလက်ပြန်ကအမတ်ကိုကြည့်ပြီးတော့တအံ့တော်ဖြစ်ကြရတယ်။ជីကြီးကလည်းအားလုံးကိုမဟုတ်ပေမဲ့တယောက်စားနှစ်ယောက်စားကိုတော့အမိနဲ့တကွမှတ်မိနေတယ်။ ဦးစိန်မောင်တို့မိသားစုကဒေါ်နီအိမ်မှာတနေကုန်တဲ့ကိုဇကားတွေပြောပြီးတော့ညရထားနဲ့ကြိုက်သူကိုပြန်လာခဲ့ကြတယ်။အကြီးကြီးဟာသူလာတဲ့အထိမဆောင်ပဲအလုတ်ကထွက်နှင်းမလဲကလည်းထွက်သွားရင်ကိုညွန့်တင်ကိုစိတ်နာသွားတာလား။အဲဒါမှမဟုတ်အတိတ်ဘဝဟောင်းကအဖြစ်ပြက်တွေကိုပြန်ပြီးပဲမေးပြောက်သွားတာလားမသိပါဘူး။နှင်းမလဲကလည်းပြန်လာတဲ့အချိန်ကစပြီးတော့သူ့ဘဝအကြောင်းတွေအကိုညွန့်တင်ရဲ့သမီးနှစ်ယောက်အကြောင်းတွေကိုဘာမှမပြောတာယနေ့ထိတိုင်ပါပဲ။အခုချိန်မှာတော့လူဝင်သားမလေးជីကြီးဟာ အဖွားတော်ကြီးကြီးဘဝကိုရောက်ရှိနေပြီးတော့ရန်ကုန်မြို့ကံပဲ့မှာနေထိုင်လျက်ရှိပါတယ်။စာရေးဆရာမောင်မိုင်းမြို့ချောင်းရေးသားထားတဲ့လူဝင်သားမလေးကြီးကြီးဆိုတဲ့ဖြစ်ရမဇလန်လေးကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ။ဆရာမောင်မိုင်းမြို့ချောင်းနဲ့တကွာနားဆင်ပေးခဲ့ရသူတအူးတယောက်ချင်းဒီကိုအထူးမင်းကျေးဇူးတင်ရှိပါတယ်။တရားပြောရှင်သားညလေးကို ပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။